နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမြေအေကတော့တက်ထက်လာနှစ်ထက်လာစသည်ဖြင့်အကုန်လုံးကိုအချိုးအစားတတ်မှတ်ပေးဖို့လိုတယ်။ တချို့အရာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆိုတော့နိုင်ငံအကြီးအကဲပေးတဲ့မြေနေရာဟာတက်တက်ရှိနေတယ်ဆိုရင်အခုမြေနေရာကဥတလီဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချင်းချင်းကိုတက်ရှုသွေးခွဲရတိုက်နေပြီးတော့စီပင်ထဲမှာဖျဲသီးရရှိနေဘူးလားဆိုရင်မျိုးပုံကိုပေါ်ပါတယ်။ကျမတို့ဒီလည်းပဲတိုင်းပြည်လုံးချုံကြီးအမျိုးသားလုံးချုံကြီးကိုကြည့်ဖို့လိုအပ်တယ်။အဘောင်ကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့။ အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းပြည်နဲ့အဘတိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်ဒါကြောင့်တချို့ຢာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့ຢာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီစောက်တိကိစ္စဖုံးဖိနေတဲ့အားချစ်သူတွေကိုမပူတူဝေဖန်လိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ င်္ဂလာပါမျိုးကြီးကျွန်တော်မမတို့မဟာသေးပါရှင်တိမ်ဖုံးနေလားအကြောင်းပြောပါမယ်တိမ်ဖုံးနေလားလေးပြုတ်တခြင်းတော့မဟုတ်ပါဘူးမတ်တမတော်ရအောင်ပဲဒီမှာကျွန်တော်မြန်မာတမတော်ကြီးကအကြောင်းမဲမျိုးကိုပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီးလက်ရှိချိန်မှာဆိုရင်ကားစီးပေါင်း၁၀၀ကျော်နဲ့နိုင်ငံဝန်တန်းတွေအကြောင်းမဲမျိုးကိုပြန်လဲချေချနေထိုင်နေဖြစ်တယ်ဒါကြောင့်မလို့မကြခဲ့ပါအကြောင်းမဲမှာရှိရဲစာတင်ကြောင်းတွေပြန်ဖွင့်တော့မယ်ခရီးတကယ်ကြီးပညာရှင်များဖွင့်လာတော့မယ်စီးုံစီးရဲတွေပြန်ပြီးဖွင့်တော့မယ်ဒီလူတွေကိုချက်မှရောင်ရှောင်မှုပေးနိုင်အောင်မယ်အခုလိုမျိုးလာမင်းအလင်းရောင်လို့ထုံးလဲတဲ့တဲ့င်းတွေကိုနေပြီးတော့ဗလီဆိုတဲ့တိမ်မဲတော့ဖုံးသွားတယ် ဆိုတော့အလက်ရှိမှာဒီပလီဒိဋ္ဌာနပတ်သက်လို့ပြည်သူတွေရဲ့အများဆုံးသောတုံ့ပြန်ချက်ပြည်သူတွေကပြည်သူအတန်နှစ်ခုရှိပါတယ်ပထမတစ်ချက်ကတော့လက်ရှိချိန်မှာအုပ်စုနဲ့စုကွဲသွားတယ်တအုပ်စုကတိုင်းပြည်ကိုတကယ်ချစ်တဲ့အုပ်စုနဲ့ကိုကိုဂျုံစည်းပွားအတွက်တိုင်းပြည်ကိုချစ်တယ်လို့ဟန်ဆောင်နေကြတဲ့အုပ်စုနှစ်စုကွဲသွားတယ်ဆိုရင်လူတို့ရဲ့တုံ့ပြန်ချက်ကိုထားရပါတယ်နောက်ထပ်တုံ့ပြန်မှု feedback ကအခုလက်ရှိမှာဒီစေဥပဒေရ ဟာဖွဲ့စည်းပုံရအခြေခံဥပဒေရအခုလိုမျိုး Islam တွေကိုပြီးပါတယ်ဆိုပြီးပြောနေတဲ့လူတွေဟာတော့ဆိုဆိုရလက်ထက်ဆိုရင်ရောသူတို့အမေစုအစိုးရလက်ထက်ကြရင်ရောဒီလိုမျိုးပြောပါမလားဆိုတဲ့တုံ့ပြန်နဲ့ကြားရတယ်တော့ဆိုအစိုးရလက်ထက်ဆိုရင်လည်းသူတို့အဲ့လိုပြောပါလိမ့်မယ်ဒီစေအာနာပိုင်အစိုးရကိုသူတို့ပုံကန်ရင်စန့်ကျင်ရင်ဝေဖန်ရင်သူတို့ကုစုစည်းပွားကိုထိခိုက်မှာစိုးတဲ့အတွက်ဒေါ်စုအစိုးရအာနာပိုင်ရှိခဲ့တဲ့ကာလတုန်းကနှုတ်ပိတ်ရင်ငုံနှုတ်ပိတ်နေခဲ့ကြတာပါလက်ရှိချိန်မှာဒေါ်စုကိုဝေဖန်နေရဆိုတာဒေါ်စုမှာအာနာမရှိတော့လို့ဝေဖန်နေကြတာဖြစ်တယ် เนาะဆိုတော့အဲ့ဒီလိုမျိုးအာအမခင်မှာထမိုင်ချုံပြီးအဘခင်မှာဘုံမာတဲ့လူနဲ့ချမ်းသာရင်များတဲ့အတိုင်းပါ ဆိုတော့ကျမကပြောကြရှင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်လူထုမျက်နှာကိုပဲထောက်တယ်အကျမဒီဘတူးနဲ့မှာအစီပွားရေးရှုပ်ရှင်ငွေကြေးရှုပ်ရှင်လူမှုရေးရှုပ်ရှင်ငွေပေးငွေယူလက်ပေးလက်ယူဒီသူတိုးတောက်စီကမှဘသူအရေးကမှဘသူအရေးကမှမခိုခဲ့တဲ့အတွက်ဘယ်သူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိတဲ့အတွက်ကျွန်မဒီပြောပြရှင်ပြည်သူမျက်နှာကိုပဲထောက်ပါတယ်ဘသူမျက်နှာကိုမှမထောက်ဘူးကျွန်မပြောပြရှင်တိုင်းပြည်မျက်နှာကိုပဲထောက်တယ်ဘသူနဲ့မှကျေးဇူးစားကျေးဇူးခံမရှိလို့ဘသူမျက်နှာမှမထောက်ပါဘူးဆိုတော့လက်ရှိမှာအာဒီဗလီကိစ္စနဲ့ပတ်သက်ပြီးတော့အာဒီဆက်ဥပဒေရရပိုင်ခွင့်ရ၂၀၀၈ခြေဦးရပေးပါတယ် ိုရဲတုံ့ပြန်မှုတွေပေါ့ဆိုရင်ဒီလက်ရှိဘောကဝတီရက်ကွက်မှာဥတင်တိုင်းအမည်နဲ့ဥပန်းထုတ်အမည်နဲ့ရှောက်ထားတဲ့မြေနေရာနှစ်ခုကနိုင်ငံတော်ဝင်ချုပ်ချုပ်ကနိုင်ငံတော်အကြီးအကဲကချပေးတဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လားချပေးမိမယ်နော်လက်ရှိဘောကဝတီရက်ွက်ပြင်မနာမြို့မှာဆွန်နီနဲ့ရှီယာအတွင်းမြေနေရာနှစ်နေရာဥတင်တိုင်းအမည်နဲ့ဥတန်းထုံအမည်နဲ့ရှောက်ထားတဲ့မြေကွက်တွေကစီပင်ကခွင့်ပြုထားတဲ့နေပြည်တော်စီပင်သားရဲ့ကုမ္ပဏီကခွင့်ပြုလို့ဆောက်လုပ်ပါတယ်ဆိုတဲ့နေရာဟာဘာသာပေါင်းလို့ချစ်ချင်ညွညွရေးဖွဲ့ကိုနိုင်ငံတော်အကြီးအကဲကပြီးလိုက်တဲ့မြေနေရာပါလို့ခင်ဗျားတို့အမှတ်ခံနိုင်လား ဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးတာအခုဘာသာပေါင်းစုံပြိပက္ခဖြစ်ရေးကိုဥတည်နေပြီဆိုတာခရီးတော်တရေထားမိသလား ဒီပလီလေးစာကိုပထမဆုံးစလို့ရစပြီးပြောတဲ့ကကျွန်မပြောခဲ့ရဲ့။နောက်နေပြီးတော့ပလီလို့ကြားလိုက်တာနဲ့မျက်လုံးထဲမှာပထမဆုံးတန်းနေတာကရန်လုံရန်ကုန်မြို့လက်ကောင်မှာရှိတဲ့ဆူလီဗျာရဲ့အစ္စလန်ဒီယပြည်ရဲ့ခရီးအန်ဒီရဲ့ချောက်ချောင်းရဲ့ကိုအရင်ဆုံးပြင်မြင်မိတယ်လို့ကျွန်မပြောခဲ့တယ်။ဒါပါလဲဆိုလို့ရှိရင်နိုင်ငံသားလူနေရင်နိုင်ငံသားခွင့်ရပေးမယ်။အားလုံးကငင်းငင်းချက်ချက်အထူးရှိတဲ့နေထိုင်လို့ရတယ်ဆိုတဲ့သဘော။ဒါကြောင့်မလို့တကယ်လို့နေပြီးတော့မှနိုင်ငံအခြေခဲ့ကဖွဲ့စည်းပုံရအခြေခံဥပဒေရရပိုင်ခွင့်ရပေးရဆိုရင်တော့ပါပဲ။တနည်းအားဖြင့်တစ်ခွဲတစ်ပြားစီပေးလို့မသင့်တော့ဘူး။ပေးလို့လည်းမချဘူး။ပေးမယ်ဆိုရင်တော့ဆူလီ ဖျားနေဒီခရီးရန်လေးချက်ချောင်းလေးအစ္စလမ်လေးဘယ်လိုတနည်းအားဖြင့်မှတဆုတဝေးလေးပေးဖို့လိုအပ်တယ်အဲ့လိုပေးလိမ့်မယ်လို့ထင်တယ်တကယ်လို့မပေးဘူးဆိုရင်လေဒီလိုတနည်းအားဖြင့်မှတဆုတစီလေးနဲ့ချပေးပါပေးရင်အဆောက်အအုံဆိုလို့ရှိရင်လေခရီးရန်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူကလည်းသူတို့စောင့်မယ်အစ္စလမ်တွေကလည်းသူတို့ဘတ်ဂျက်နဲ့သူကလည်းသူတို့စောင့်မယ်ဆိုရင်ရှင်းတို့ရေးတင်ပြီးသွားတယ်နောက်10နဲ့15နဲ့နဲ့20ကျမတို့တင်ပြီးသွားတယ်နောက်10နဲ့15နဲ့နဲ့20မှာဒီအစ္စလမ်တွေသူတို့ရဲ့ဘလီကိုတိုးချဲ့ပြီးတော့မပြုတ်ပြင်ပါဘူးဘလီကိုထပ်တိုးပြီးမစောက်ပါဘူးလို့ခင်ဗျားတို့အမခံချက်မပေးနိုင်ဘူး ဘယ်သူကအဲ့ဒီနိုင်ငံကြီးအာမခံချက်ပေးနိုင်လဲဘယ်သူတာဝန်ယူနိုင်လဲဘယ်သူမှနိုင်ငံကြီးအာမခံချက်မပေးနိုင်ဘူးဘယ်သူမှတာဝန်မယူနိုင်ဘူးဒါကြောင့်မလို့နိုင်ငံတော်အကြီးအကဲကနိုင်ငံတော်အစိုးရကရပိုင်ခွင့်ရပေးတယ်ဆိုရင်တော့အဲ့ဒီအဆောက်အုံတွေကိုကိုယ်တော်ကိုယ်စံနာနဲ့စောက်ခွင့်မဟုတ်ပဲနဲ့အဆောက်အုံပုံစံအရွယ်စားမီးအေးကတော့တစ်ထက်လားနှစ်ထက်လားစတင်ပြီးအကုန်လုံးကိုအချုံးစားသတ်မှတ်ပေးဖို့လိုတယ်တချို့ຢာတွေကဥပဒေရပေးရတယ်ဥပဒေရကာကွယ်ရမယ်ဆိုရင်တော့ကျမတို့ကဥပဒေမဟုတ်တဲ့နှလုံးသားနဲ့ကာကွယ်ရတာလည်းရှိတယ်။နောက်ဆုံး ်။အာနိုင်ငံအကြီးကဲပေးတဲ့နေနေရာဟာတက်တက်ရှိနေရဆိုရင်အခုနေနေရာကဥတလီဥပဒေကိုလက်တလုံးချလုပ်နေပြီးတော့ကျမတို့အချက်ချင်းကိုတက်ရှိုးသွေးခွင့်ရတိုက်နေပြီးတော့စီပင်ထဲမှာဖျက်သေးရရှိစစ်သားဘဝကိုမတိပဲစစ်တပ်ကိုစော်ကားနေကြတယ်လို့ဥခင်ကြီးပြောမတရားစစ်အာဏာသိမ်းမှုကိုတိုင်းပြည်အနှံ့ဆန့်ကျင်နေကြတဲ့လက်ရှိအချိန်မှာစစ်တပ်လက်ပါစီကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဥခင်ကြီးကတော့လက်ရှိလူငယ်တွေဟာစစ်သားတွေရဲ့ပိဆက်မှုကိုတေချာမသိရတဲ့တမရုပ်ကိုစော်ကားနေတယ်လို့ပြောဆိုလိုက်ပါတယ် အော်တိုဘာ၂ရက်နေ့ကကြန့်ခိုင်ရေးပါတီနဲ့စစ်တပ်ထောက်ခံတဲ့အမှုပညာရှင်အချို့တွေ့ဆုံဆော့အခုလိုပြောကြားခဲ့တဲ့ရုပ်တံဖိုင်ကိုခင်ရီကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြန်လည်မျှဝေထားတာဖြစ်ပါတယ်။တက်မတော်သားတွေရဲ့ပေးဆက်မှုနဲ့တိစောက်ခဲ့တဲ့တည်ငြိမ်အေးချမ်းမှုကိုဆက်လက်ထိန်းသိမ်းနိုင်ကြပါစေခင်ဗျာ။ လို့လည်းသူကရေးသားထားပါတယ်။ခင်ရီကသူစစ်တပ်ထဲမှာနေခဲ့ချိန်ကသူ့မိသားစုနဲ့ခဏပဲတွေ့ရပြီးရှေ့တန်းပြန်ထွက်ရတဲ့အကြောင်းစစ်တပ်ထောက်ခံသူအမှုပညာရှင်တွေကိုပြောပြနေခဲ့တာပါ။သူကြုံခဲ့ရတဲ့စစ်သားဘဝကိုရုပ်ရှင်အောင်ရိုက်လို့ရတယ်လို့လည်းပြောခဲ့ပါသေးတယ်။ စစ်သားတွေရဲ့ပေးဆက်မှုတွေကိုလူတွေကမသိပဲတက်မတော်ကိုစော်ကားနေကြတယ်လို့ပြောဆိုခဲ့တယ်လို့တိုင်းပြည်ခြားလပတ်ရန်နေတာကိုအဆုံးသတ်ဖို့အဖြေကရွေးကောက်ပွဲဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်တနက်ဆက်9ချက်မှန်ထားတယ်နော်။ကျွန်တော်ပိုက်ကြီးကပူချင်တိုင်းပူနေတာမဟုတ်ဘူး။ကျွန်တော်ပိုက်ထဲမှာကြည်စံ2000ရှိတယ်ခွဲလို့မရဘူး။ကျွန်တော်80နှစ်နာရီတိုက်ပွဲဖြစ်တာကျွန်တော်တည်စီရင်မှာလေးလခွဲနေရတယ်ပြောပြတာနော်။ အလကားနေရင်းနဲ့တက်မတော်စန့်ကျင်ရေးနဲ့အမုန်းတရားတွေနဲ့ကျွန်တော်တို့နိုင်ငံခြားလာပတ်ရန်နေတယ်။ဒါကြီးကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့ကဘာတစ်တခုဘဝတစ်တခုအနာဂတ်တစ်တခုကိုဖန်တီးဖို့အချိန်ကရောက်ကိုရောက်နေပြီဗျာ။အဲ့အတွက်အလှည့်ပြောင်းကရွေးကောက်ပွဲပဲဗျာလို့ခင်ကြီးကပြောပါတယ်။နေဘူးလားဆိုရင်မျိုးပုံကိုပေါ်ပါတယ်။ နော်ဘာလို့လဲဆိုတော့ဒီပြည်ခမ်းဖြိုးပါတီရဲ့အခြေခံနေပြည်တော်စီပင် sorry နေပြည်တော်ကောင်စီဥက္ကဋ္ဌဖြစ်တဲ့ပြည်ခမ်းဖြိုးအခြေခံဘူလဥလာဆွေကိုယ်တိုင်ကစီပင်ကတောင်းရှိတဲ့သူလူကြီးတွေကိုမေးထားတာစီပင်ကခွင့်ပြုထားတာမရှိဘူးရှောက်ထားတာလည်းမရှိဘူးလို့ပြောတယ်လက်ရှိမှာဥတည်နိုင်တဲ့ဥတန်းတော်တို့ကနေပြည်တော်စီပင်ရဲ့ခွင့်ပြုချက်နဲ့စောင့်လုပ်နေတယ်ဆိုရင်ဒီညမှာ နိုင်ငံချေခဲ့ပြီးတဲ့မြေနေရာတက်တဲ့လက်ရှိမှာဒီဥပဒေကိုလက်တစ်ချုပ်လက်တစ်လုံးချလုပ်ပြီးမြေကွက်နေရာရယူနေတာတက်တဲ့ဆိုတဲ့အခြေအနေကိုပေါ်လွင်နေတယ်။ကျွန်တော်ဒီစဲဥပဒေရပြေးရပါတယ်ဆိုတဲ့လူတွေအနေနဲ့ကခင်ဗျားတို့ဒီမြေနေရာနိုင်ငံချေခဲ့တာတရားဝင်ချပြီးတဲ့မြေနေရာဖြစ်ကြောင်းခင်ဗျားတို့တက်တူပြဖို့တော့လိုပါလိမ့်မယ်။ဆိုတော့ဒီကမ္ဘာလုံးမှာကအစ္စလာမ်ကိုအကုန်လုံးကဥပဒေရောနှလုံးသားနဲ့ပေါ်ကာကွယ်နေကြတယ်။ ခုဘက်မှာ UK မှာဆိုလို့ရှိရင်လည်းဆန္ဒပြမှုတွေဖြစ်နေတယ်เนาะ UK မှာဆိုလို့ရှိရင် Manchester မြို့မှာရှိတဲ့ဂျူးတွေရဲ့ဖခင်ကြောင့်ပုံခွဲတိုက်ခတ်ခံရတယ်ဂျူးတွေရဲ့ဖခင်ကြောင့်အာဂျူးတွေဘာသာရေးပွဲတော်ကျင်းပနေတဲ့အချိန်မှာကားနဲ့ဝင်တိုက်เนาะကားနဲ့ဝင်တိုက်ကားနဲ့ဝင်ထိုးတဲ့အကြမ်းဖက်မှုတွေခံနေရတယ်เนาะအဲ့ဒီလိုပဲတစ်ဆက်တည်းမှာပဲဟိုဂျာမနီမှာအာလေစိတ်တွေပိတ်လိုက်ရတာမျိုးအာစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလန်ရဲ့အင်တွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုး င်ညာနေပြီเนาะဒါအပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမဂ္ဂ EU ထဲမှာရှိနေတဲ့တရားမဝင်ဖက်လေးတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှရီယာဥပဒေကိုထောက်ခံတဲ့အစ္စလာမစ်တွေအကုန်လုံးကိုပြည်내တံပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုရိုင်းကထုတ်ဖော်ပြောနေပြီဒီကမ္ဘာလုံးမှာသူတို့ရဲ့အမျိုးသားလူချုပ်ရေးနဲ့အမျိုးသားရေးကွက်အမျိုးသားလူချုပ်ရေးကိုဦးထိပ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့ဒီကျမတို့ကအဘလူချုပ်ရေးအဘကြီးပွားချမ်းသာရေးကြည့်နေလို့မရဘူးကျမတို့တည်လည်းပဲတိုင်းပြည်လူချုပ်ရေးအမျိုးသားလူချုပ်ရေးကိုကြည့်ဖို့လိုအပ်တယ်အဘကိုလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပြစ်ပါနဲ့ အဘကိုလည်းချက်ပါသို့တော့တိုင်းပြည်ကိုလည်းမပြစ်ပါနဲ့ကျမတို့ကတိုင်းပြည်နဲ့အဘတိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်ဒါကြောင့်တချို့ယာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့ယာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်